ုံကျဲတဲ့ဘက်မှနေမှာပေါ့တဲ့ဘုံကျဲခံရတဲ့ဘက်မှနေရင်တဲ့အကုန်တည်ကုန်မှာပေါ့တဲ့နောက်ကျောကခူးမဲ့ဓာတ်ကိုကြောက်နေရပြီဖြစ်တယ်အာရမနောက်ကိုကော့ကော့ပေါအောင်လိုက်ခဲ့သူတစုမကြခင်ကျောင်းကျူအောင်ငူကျွေးကြလိမ့်မယ်။အသက်ကြီးရောနေအောင်မင်းတို့တွေကပြည်သူကျွေးလို့ပြည်သူအားပေးလို့မင်းတို့တွေကမင်းသားဖြစ်ခဲ့တဲ့ကောင်တွေ ားလုံးပဲမင်္ဂလာပါအရှိဖမ်နီမှပြန်လဲချိုးဆိုလိုက်ပါတယ်ဓမ္မဘက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့ကိုအားစာနီတို့ပေါ့နော်အချိန်တုန်းကရုပ်တံလေးပြန်အမှတ်ရလို့တင်ပေးတာ တမိသားစုလုံးကိုလုံးဝသွေးအေးမသွားဘူးကြည်အောင်ကျွန်တော်မိသားစုတွေအိမ်ကြီးအိမ်ကောင်းနဲ့အဲ့ဓာရီအားလုံးကိုဆွန့်လွတ်ပြီးတော့သူများနိုင်ငံမှာအိမ်ငှားဘွားနဲ့ကြုံရအလုတ်ကိုလှုပ်ပြီးရုံးကန်နေတာလူအသိစိတ်လေးတစ်ခုအတွက်နဲ့အဲ့ဒါကြောင့်ပြောပါတယ်လူအသိစိတ်ရှိတဲ့သူတွေကလောကမှာပေပေပန်းပန်းဆင်းဆင်းရဲရဲနဲ့နေရတယ်ဆိုတာအမှန်ပဲဗျ ဘလို့မှပြည့်လို့လို့မရတဲ့ယောဂဝေအတူကြီးကိုမှကျွန်တော်တို့ဒီ NLD ရဲ့ခွတ်တောင်ပုံစံပေါ့နော်ယူပြီးတော့အာ logo ကိုချိန်ပြီးတော့တုံထားတာရှိတယ်အဲ့ဒါ NLD မဟုတ်ဘူးနော် NLD ဆိုတာကတီးတန့်ပါတီပြည်လူမှအရှင်းဆုံးမရဘူးเนาะ88အမျိုးသားចောင်းသားလူငယ်များတဲ့ပုံမှားရိုက်တာပေါ့ဗျာပြည်သူတွေများစောက်ယူစောက်ပိန်းနေများမှတ်နေလားမသိဘူးခမည်းတော်တွေဘယ်ချိန်မှမှစောက်ရှစ်ကရှိကြမှာတော့ ဘုံကျဲတဲ့ဘက်မှာနေမှာပေါ့တဲ့ဘုံကျဲခံရတဲ့ဘက်မှာနေရင်တဲ့အကုန်တိတ်ကုန်မှာပေါ့တဲ့အဲ့ဒါနဲ့ပြောမှလားဒီပါစစ်ဆိုရင်တော့ဘုံကျဲတဲ့ဘက်မှာနေမှာပေါ့ Okay ပြည်တွဲဆက်မှာလေရင်နဲ့တုံနေဆိုတော့စော့တုံမကြတာရို့ပြချင်တာလားမသိဘူးเนาะမင်းတို့ရဲ့အတွေးခေါ်ဟောင်းတွေထုတ်ပြလို့မရသေးဘူးလားအာတွေးမှာဝင်နေတော့အနည်း90လောက်တိုက်လာတယ်မနိုင်ဘူးပေါ့ အနည်း90တိုက်တာတိုင်းရင်သားတွေတိုက်တာအခုကပြည်သူတွေကလက်နဲ့ကိုက်ပြီးတိုက်တာနင်တို့အုပ်ချုပ်ချင်တာဘသူ အုပ်ချုပ်ချင်တာပြည်သူအုပ်ချုပ်ချင်တာမဟုတ်ဘူးလားပြည်သူကလက်နဲ့ကိုက်နေဆိုတော့နင်တို့အုပ်ချုပ်ဖို့ကဘသူကြံသေးလို့လဲနင်တို့ကပြည်သူအုပ်ချုပ်ချင်တာလားမောင်းထုတ်ချင်တာလားမသိမသေးကွယ်ဘူးပေါ့နော်ပြည်သူရှိတဲ့နေရာဘုံကျဲချတော့ပြည်သူတွေကထွက်ပြေးရတယ် ဘယ်သူအောက်ချုပ်မှာလဲသူတို့မိသားစုပဲအောက်ချုပ်ချင်တာလားကျူကျူခေါ်ကိုအုတ်ချုံမှာပေါ့ညီမလေးရဲ့ကျွန်တော်မိသားစုတွေကျွန်တော်တို့ဓမ္မပတ်တော်သားတွေကပညာတတ်လူရည်တတ်ချောချောမောမောလှတာပါတာလေးကြီးပဲပေမမီတောင်းဝမီတောင်းဝမပါဘူးပြောချင်တာဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဘိုးကြီးနေမျိုးစင်ရဲ့ခွန်အားဖြစ်စေမဲ့ရုပ်တံလေးပေါ့နော်မလို့ရတာဘာမှမရှိဘူးလို့ကြွေးကြော်ခဲ့တဲ့ဆရာဇွဲကောင်မင်းအောင်လာရခု2025 လူဝဲမှာဒုတိယပတ်လေးကြာရောသူကိုယ်တိုင်ရွေးချယ်ပြီးတော့သူလက်ပါစီပြီးခန့်ထားတဲ့ပြည်내အစိုးရအဆင့်ဆိုရယ်ဝင်းကျုပ်ဆိုဝင်းကျုပ်ကောင်းဒီတေခင်းဧကန်နဲ့ဓမင်းဟင်းရင်းနှွေးလက်ဖက်ဒါတော့မှမစားရဲတော့အောင်နောက်ကျောကထူးမဲ့ဓာတ်ကိုကြောက်နေရပြီဖြစ်တယ်အဲ့မလို့ရဲတာဘာမှမရှိဘူးဆိုတော့ခုတော့မစားရဲတော့အောင်ကြောက်နေမှလား မကြခင်ကြားဖြတ်တဲ့သူစီယာဇဝိကြားဖြတ်မာဖီးယားမင်းအောင်လိုက်ပို့စုမြန်မာပြည်ကနေနေထိတန်လိမ့်မယ်အမှန်တော့ယာဇဝိဘေးပြေးမလို့မနက်တရားအတွက်ကြိုးစားသူများခွန်အားဖြင့်ဆက်လျှောက်အာရမနောက်ကိုကောက်ကောက်ပေါအောင်လိုက်ခဲ့သူတစုမကြခင်တချို့သူအောင်ငိုကြွေးကြလိမ့်မယ် တော့မလို့ရတာဘာမှမရှိဘူးလို့ကြွေးကြော်ခဲ့တဲ့သူနောက်မြက်ကန်းဆင်နောက်ကိုမြက်ကန်းရှောက်ခဲ့ကြတဲ့သူတွေနောက်နောက်ရဖို့နောက်ောက်ကြသွားပြီ။ Okay ဘိုးကြီးနေမျိုးစဉ်အထူးပင်လေစာချစ်ခင်ပါတယ်ဗျ။စောက်ချဖို့ကျင်ဆိုးသူလှဲ့ရောက်တော့သေမှာကြောက်နေလိုက်တာနော်။သူတို့ပြည်နယ်အစိုးရအဆင့်သူတို့ပြည်နယ်ဝင်ကြီးတွေချခင်းတဲ့အစားအစာတော့မစားရဲတဲ့အဆင့်ဆိုတော့ဒီကောင်နေချမ်းသာချမ်းသာစိတ်ချမ်းသာအောင်နေရတဲ့အကောင်နေ ဟုတ်ကဲ့ဗျဒီသတင်းရုပ်သံဗီဒီယိုလေးကတော့เนาะဟိုဖက်ခွက်စာအောက်တန်းစာသေကနီးမအတိတရားမရစေးတဲ့နေအောင်ကိုခမားပြေးလဲမလွတ်တော့ဘူးရုပ်ရှင်မင်းသားကြီးဥနီအောင်တော့ကျွန်တော်ပြောစရာလေးကြီးပေါ့ဗျာပြောစရာလေးရှိပါတယ်ဥနီအောင်ရဲ့ပုံလေးကိုတင်မယ်ပေါ့နော်အမင်းမြတ်ရဲ့ပုံကတော့ကျွန်တော်ဖုံးထဲမှာ14လို့မထားဘူးဗျာโอเคဘာဖြစ်လို့ဖုံးထဲမှာ14လို့မထားလဲဆိုတော့မင်းမြတ်လို့ မင်းသားတလိษံကိုကျွန်တော်မထားဘူးဗျာဦးနေအောင်ကိုထားရဲဆိုတာဒါအသက်လည်းကြီးနေပြီပေါ့နော်ရုပ်ရှင်မင်းသားအကယ်ဒမီနှစ်တပ်ကဦးနေအောင်ကိုကျွန်တော်ဗီဒီယိုဖိုင်ထဲမှာထားတယ်ဖုန်းထဲမှာထားတယ်ဆိုတာပြည်သူများသိအောင်လို့အသက်ကြီးပြီးအချိန်မရှိတဲ့ဦးနေအောင်ရဲ့မနေ့တနေ့မှအကယ်ဒမီလေးရသွားတဲ့မင်းမြတ်မအေးလူရဲ့ကျွန်တော်ဆဲတယ်ညီလေးနေတို့တော့ကျွန်တော်မပုတ်ခဲ့ဘူးနော် ။ဘာလို့လဲညီလေးနေတို့ကျွန်တော်မပုတ်ခတ်ဘူးလဲဆိုတော့တဘောတစ်ခုမှာကျွန်တော်တို့တွေကလေကောင်းတဲ့လူကောင်းတယ်လို့ထားတယ်။အရင်တော့ကိုညီလေးနေတို့လို့လဲဆန္ဒပြခဲ့တာပဲလက်သုံးယောက်နဲ့ထောင်ပြီးဆန္ဒပြတာကျွန်တော်တို့သိတယ်။မင်းမြတ်ဆန္ဒပြတာသိတယ်။ဒါပေမဲ့မင်းမြတ်ကဘောမှဖြစ်တဲ့အတွက်ဟမ်ကျွန်တော်ဆဲတာကျွန်တော်ပြောတာမင်းမြတ်ကဘာလို့ဘောမှဖြစ်တယ်လဲ။အရင်တော့ကုန်းကောက်စရာတော့မရှိဘူး။ရုပ်ရှင်အရင်အရင်ဒီမှာမင်းသားလေးဖြစ်နည်းနည်းလေးနာမည်လေးရလာတော့ ပြည်သူ့မြောက်စားလို့မင်းသားဖြစ်ခဲ့တဲ့မင်းမြတ်ကပြည်သူ့ကိုပြန်ပြီးတော့လက်သုံးရောင်းထောင်ဟန်ဆောင်ပြီးတော့လှုပ်ချင်တာလှုပ်တဲ့မင်းမြတ်မင်းလို့နှမလို့မင်းငါဆဲတယ်မင်းနဲ့ဒိန်းအောင်နဲ့အတူတူပဲနော်ကိုမင်းကိုလိုးလေရှုံလေးပါသေးရဲ့ဟိုမှာအသက်ကြီးရောနေအောင်မင်းလည်းဒီတိုင်းပဲနော်မင်းတို့ကဘာကောင်းနေလဲတော့မသိဘူးမတကားဆိုခလေးတွေဟိုဟာဖြစ်နေတာတရားဖြစ်နေတော့မင်းက နေအောင်ပြောပြမှာရုပ်ရှင်မင်းသားအကယ်မီနဲ့တက်ကွန်းနေအောင်ပြောပြမှာခွေးဇလန်ခင်းနေဆိုတော့မင်းတို့တွေကပြည်သူကျွေးလို့ပြည်သူအားပေးလို့မင်းတို့တွေကမင်းသားဖြစ်ခဲ့တဲ့ကောင်းကြီးနော်မင်းတို့တော့ငါတိတ်ဆိတ်ဝင်စားဘူးနော်ဘောမနေအောင်ဘောမမြင့်မြတ်နော်မြင့်မြတ်နောက်ရှိသေးတဲ့ဘောမမိုးအောင်ရင် အဖေဒီမေဆိုရင်သူ့မှာတော်တော်လေးဒုက္ခရောက်လာအဖေဒီမေရမောင်းရင်မိဘရင်တော်လိုင်းသမားတွေနော်အခုတော့ဘယ်လိုဖြစ်လဲစီမင်းမြက်ကဘယ်လိုကောင်းလဲဆိုတော့အဖေမေမင်းမြက်မိဘနှစ်ပါးလည်းဒီတိုင်းမှာပဲအဖေမေရဲ့ဂုံသိန်းကိုခါဝချတာမင်းမြက်ရဲ့မိုးအောင်ရင်မေလိုးလက်ကောင်ဆဲတယ်မင်းတို့ကဟိုမေလိုးကြီးနေအောင်လဲဆဲတယ်မေလိုးကြီးနေအောင်တော့ဂယူဆိုင်တာနော် တလောင်ပင်းလို့မိသားမိများဘာပြောမယ်ဘာဆိုရမယ်ဆိုတာတိဘာလို့ပြရမယ်ဆိုတာတိမင်းမြင့်နဲ့မိုးအောင်ရင်ပုံကတော့ကျွန်တော်၁၄လို့ဖုံးလဲမှမသားဘူးဟိုမအေးလူကြီးလီအောင်ရဲ့ပုံကတော့ကျွန်တော်၁၄၁၄လေးလေးလေးကျော်ထားတယ်ဒါမှနောင်လာနောက်သားတွေတိအောင်လို့ဒီကောင်ကြီးဆိုရင်အဲ့ဒီနေအောင်ဆိုရင်ဒီမင်းအောင်နဲ့အသက်ကြီးတယ်မင်းလူကြီးမြန်မာနိုင်ငံကိုဖျက်ဆီးတဲ့အထဲမှာလေ ဒီလိုတလိမ့်ဆန်နေပါတယ်ဆိုတာပြည်သူများကြည်သွားကြနောင်နောင်နောက်သွားနေကြည်သွားကြဒီကောင်ကြီးပုံကိုကျွန်တော်တင်ပေးမယ်เนาะโอเคဒါကတော့ကျွန်တော်တို့ဒေါ်လန်ရေးတဲ့ကထောက်ဖို့ဦးလေးကြီးပေါ့เนาะဒီဦးလေးကြီးမှာလက်တံနေအများကြီးရှိရယ်เนาะမင်းတို့ကောင်နေအချက်ချက်သတိထားဖက်ခွက်စားတွေတောင်းမှန်ချိန်တောင်းမှန်ရင်ကျွန်တော်တို့ညီခွန့်လွတ်နိုင်စရာအကြောင်းမရှိတော့ဘူးဟုတ်ကဲ့ဗျာအပိတ်နေနဲ့ကျွန်တော်တို့အဘပုခတ်မှာကျွန်တော်တို့နိုင်ငံပညာရေးပေါ့เนาะပါနေဖြစ်နေပြီလေ Oi, oh, yeah. โอเคဒီလောက်ပဲအားလုံးပဲစိတ်အဘာတို့ခက်မှာဟာចောင်းသားတွေမရှိတော့အခုလိုမျိုးเนาะအတကြီးရွယ်အိုတွေခေါ်ပြီးတော့စာသင်ခန်းထဲမှာထားထားရတဲ့အနေထားပဲဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မဖက်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့